ားလုံးပဲမင်္ဂလာပါခင်ဗျာယလင်းအောင်ဘလောကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Viber အသုံးပြုတဲ့မိတ်ဆွေတွေအတွက်အခြားတစ်ဖက်ကပို့တဲ့စာတွေကိုကျွန်တော်ဆမ်းမပြဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့ profile icon ဒီကိုဝင်ဖက်ထားရဲဆိုတာကိုဟိုအခြားတစ်ဖက်ကနေမသိအောင်လို့ပေါ့နော်ကျွန်တော်ဆမ်းမပြဘဲနဲ့ဒီစာကိုဖက်လို့ရမယ်နီလန်လေးကိုအစားသုံးရှင်းပြပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာတခါတရံကျရင်ကျွန်တော် Viber မှာအလုပ်ကိစ္စပဲဖြစ်ဖြစ်အခြားအကြောင်းကိစ္စတွေအကြောင်းပဲဖြစ်ဖြစ်တစ်ဖက်ကပို့လိုက်တဲ့စာတွေကိုကိုယ်ကဝင်ဖက်လိုက်တယ်ဆိုရင်အဲကိုဟိုကိုဖက်ထားရဲဆိုတာကိုအခြားတစ်ဖက်ကနေသိနိုင်တယ်ပေါ့နော်အဲ့လိုမျိုးမသိအောင်လို့စာကိုဖက်လို့ရ မယ်နီလန်လေးကိုအစားဆုံးရှင်းပြပြီးသွားမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Viber Software တွေကိုအကောက်ဖွင့်လိုက်တဲ့တစ်ချက်ဝင်လိုက်ပါပြီးပြီးဆိုရင်ဒီအောက်မှာရှိတဲ့ဒီညာဘက်ဆုံးအောက်ဆုံးကဒီ mouse ဆိုတဲ့ဒီအဆက်လေး30နေရာလေးပေါ့နော်ကျွန်တော်မျှားလေးထုတ်ပြပေးထားတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျအဲနှိပ်ပြီးပြီးဆိုရင်တော့ကျွန်တော်ဒီနေရာမှာဒီလိုမျိုးကြီးပေါ်လာမှာဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တို့ဒီ setting ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့သွားရမှာဖြစ်ပါတယ်ခင်ဗျဒီ setting ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြီးလိုက်ပါခင်ဗျ setting ကိုနှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီနေရာမှာ setting ထဲမှာဒီ Viber Black အကောက် privacy notification စသစ်စရှိတဲ့ပြင် Viber နဲ့ပတ်သက်တဲ့ဟာရေအကုန်လုံးတန်းစီပြီးပေါ်လာမှာပေါ့နော်အဲ့ထက်ရမှာကျွန်တော်တို့ဒီနေရာမှာဒီ privacy ဆိုတဲ့တော့ပုံစံနဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာဒီနေရာလေးကိုတစ်ချက်ထပ်ပြီးနှိပ်လိုက်ပါခင်ဗျာ privacy ကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီအပေါ်ဆုံးမှာ online reiterating state ဆိုတာလေးရှိတယ်ပေါ့နော်အဲ့စာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာဒါလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ရမှာဖြစ်ပါတယ်ခင်ဗျာ ဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီ re reskill ဆိုတာလေးရှိရပေါ့နော်ဒီအောက်မှာဒီဟာလေးပေါ့နော်အဲအဲ့ဟာလေးထဲမှာကျွန်တော်ဓာတ်ပုံအပြည့်ဆိုရင် on ဆိုပြီးဖြစ်နေမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့က off ကိုပြောင်းပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါလေးကို off ဒီလိုမျိုးလေးပြောင်းပေးလိုက်ပေါ့နော်ဒီလိုမျိုးလေးပြောင်းပေးလိုက်ပြီဆိုရင်တော့ရရပဲဖြစ်ပါတယ်ခင်ဗျာဘယ်လိုရတာလဲဆိုရင်ကျွန်တော်အခြားတစ်ဖက်ကနေပြီးတော့ဥပမာကျွန်တော်တို့စာပို့တယ်ဗျာစာပို့တဲ့အခါမျိုးမှာကျွန်တော်တို့ကဝင်ဖက်တယ်ဆိုရင်အခြားတစ်ဖက်မှာကိုယ့်ရဲ့ profile ပုံသူ့မဟုတ်ဆန့်ဆိုပြီးတော့ကျွန်တော်အောက်မှာပေါ်သွားတယ်ပေါ့နော်အဲကျွန်တော်တို့ကအဲဒီလိုမျိုးလေး off ကိုရွေးပေးထားလိုက်မယ်ဆိုရင်အခြားတစ်ဖက်ကကိုယ့်ကို စာပို့တဲ့အခါမျိုးမှာကိုကဝင်ဖက်လေသူကိုဖက်လို့ဖက်ထားမှသူမသိတော့ဘူးပေါ့နော်ကိုကိုဖက်ထားလားမဖက်ထားလားစမ်းလည်းမပေါ်တော့သူလို profile icon လေးလည်းပေါ်တော့မှာမဟုတ်ပါဘူးခင်ဗျာဒီနီလန်းလေးနဲ့အခြားသူတွေပို့တဲ့စာတွေကိုကိုကဒီသူတို့ကိုဖက်တယ်မဖက်ဘူးသူတို့ကြည့်လို့မရအောင်လို့စာကိုဖက်လို့ရမှာပဲဖြစ်ပါလေခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ဒုချင်းစီကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ